ေးဆိုတာရှိတယ်เนาะဒီဒီအောက်ခြေမှာဒီကောင်းလေးပေါ့เนาะဒီမှာ generate image ဆိုလေးကိုနှိပ်လိုက်ပေါ့เนาะအမှ generate with face ဆိုလေးနေလိုက်နော်နေလိုက်ရင်ဒီမှာ image generator ရဲ့ရောက်ပါလုံး image generator ရဲ့ရောက်သွားလိမ့်မယ်နော်အဲ့မှာဆိုရင်ဒီ describe your image မှာကိုထုတ်ခြင်းနဲ့နော်ပုံကို မှာရေးလို့ရတယ်အဲမြန်မာလိုရေးလည်းရတယ်အင်္ဂလိပ်လိုရေးလည်းရတယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုကနော်ဟောအင်္ဂလိပ်လိုရေးတတ်ဖို့ဆိုရင်ဒီဒီပြမှာချက်ဖို့လေးရှိရယ်နော်သူ့ကို print ရေးခိုင်းလို့ရတယ်ဒီမှာဆိုရင်ဥမာအဲသူ meta ပေါ့ tier land လေးမှာမြန်မာဆက်ဆန်အဝိုးဝပြီး7 city ချစ်စရာကျောင်းဝါလေးပုံထုတ်ပေးပါနော်အဲဒါ နောက်မှာ hyper realistic နော် hyper realistic ဆိုတာကနော်ဟာတကယ်အစ်စ်အတိုင်းဟိုက်တကယ်အစ်စ်အတိုင်းပေါ့နော်တကယ်အစ်စ်အတိုင်းထုတ်ချင်နေဆိုရင်ဒီ hyper realistic ထည့်ပေးရမယ် foggy လို့နော်ဒါကြီးထည့်ပေးရမယ်ပြီးတော့ note စာသားမပါခြင်းဘူးပေါ့နော်အဲအဲ့လိုမျိုးဟာထည့်ပြီးပြီးတော့ generate prompt လို့နောက်ကနေပြီးတော့ထည့်ရေးပေးလိုက်တယ်ဆိုရင်နော်ဒီသူချက်ဖို့လေးကနေပြီးတော့နော်ဒီမှာ prompt လေးကိုထုတ်ပေးသွားတယ်နော် င်းလေးလိုအင်းလေးလိုပရောင်လေးထုတ်ပေးသွားရပါတော့နော်အဲမှာနောက်ထပ်အဲဒီမှာပိုကောင်းအောင်ရေးပေးပါပေါ့နော်နော်ပိုကောင်းအောင်ရေးပေးပါလို့ပြောလိုက်တဲ့ဆိုရင်ပရွန်ကိုသူကနော်ပို့ပြီးတော့ကောင်းအဲအသေးစိတ်ထည့်ပြီးတော့ရေးပေးသွားတယ်နော်အဲလေးကိုဒီပရွန်လေးကို အဲ့တော့ copy ကိုပြီးတော့เนาะเนาะဒီ program လေးကို copy ကိုပြလိုက်ဒီစာသားလေးကို copy ကိုလိုက်ကိုပြီးတော့အဲသူရဲ့ဒီ display ui image ဆိုတဲ့ထဲမှာတော့ပြီးတော့ထည့်လိုက်ပါတော့ထည့်ပြီးတော့ကျွန်တော်တို့ဒီဘက်မှာအဲ new aspect ratio မှာတကယ်လို့အာ TikTok အတွက် ထုတ်ချင်နေဆိုရင် ီမှာ portrait site เนาะကိုစကြော portrait ကိုရေးเนาะအာ YouTube တွေ့ဆိုရင်အဲဒီ white screen เนาะစကြောကိုရွေးလို့ရတယ်เนาะအဲလို TikTok တွေ့ဆိုရင်ဒီကိုစကြော portrait site ကိုရွေးရွေးပြီးတော့အဲ generate image ဆိုတာနေလိုက်ပါเนาะโอเคအမကျွန်တော်တို့ဒီမှာထွက်လာပြီပေါ့เนาะအဲဒါဆိုရင်ဒါကျွန်တော်တို့ TikTok TikTok မှာ ရီယိုတို့ဖို့အတွက်နော်ပုံဒေါ်တော့ site ပုံလေးရလာပြီအဲ့ဒါကိုကျွန်တော်ကဒေါင်းလုဒ်ဆွဲလိုက်ပါနော်ဒေါင်းလုဒ်ဆွဲလိုက်ဟုတ်ကဲ့အဲ့ဒါကလို့မကြိုက်သေးဘူးဆိုရင်အဲ့ဒါ generate image ကို